ဘောလုံးကဒိုင်းရဖို့မဟုတ်ပဲတဲ့တန်းစင်းစုံမရှင်းစင်းရကြီးကိုအဲ့လောက်အဆင့်လောက်ပဲရှိတယ်လို့ကျွန်တော်ဒီလိုသွားတွေ့ရတယ်ဗျာကိုယ်ကကက်ဘိနက်ရှော်ဖယ်လုပ်တယ်လို့ခေါ်တယ်ပြုရင်ပြောင်းလဲတယ်လို့မခေါ်ဘူးပေါ့ဘာလို့ဘာမှအတိတ်တုံပါဘူးလေဘာဖြစ်လို့ဒီစီးရင်စစ်ချုပ်ကိုကုလက်တီမထည့်တာလဲဆိုတော့ပြည်သူလူထုပြောတဲ့စကားတွေအပေါ်မှာအလေးနဲ့မထားဘူးနားမထောင်ဘူးဒါအစိုးရကက်ဘိနက်တခုပြောင်းပြီဆိုလို့ရှိရင် တက်လာလို့စသူ့ policy တွေပြောတာပဲဘာလုပ်မယ်ဘာလုပ်မယ်ဘာလုပ်မယ် policy တွေပြောတာပဲအခုအစိုးရဖွဲ့ပြန်ပြောင်းနေပြောလဲ policy တွေမပြောနိုင်မဟာဗျူဟာမှာ energy အာဏာပြန်ရရေးကိုပဲအဓိကထားတဲ့အကြောင်းလို့ဒီလို challenge ပတ်တွေရမ်းနေတယ်ဆိုတာပေါ့တော်တော်တွေ့ရတယ်ဗျာဘလို့နည်းတယ်မှာဒေါ်စန်းစုကြည်ကိုဒီကွင်းနဲ့ဝင်ခွင့်မပေးတော့အဲ့ဒါအသေးချာပဲတရားရဲ့ကိတော့အသေးချာပဲ โอเคဆရာဦးကြည်မြခင်ဗျာအခုမျိုးသားညညရေးဆိုတာ NUG ကဒီဇင်ဘာ၈ရက်နေ့မှာသူတို့အစိုးရအဖွဲ့ပြည်ပြင်ပြောင်းလဲလုပ်ပြီဆိုပြီးတော့ဟိုကက်ဘိနက်အစ်စ်ကိုသူတို့ကြေညာပါတယ်ဗျအဲ့ဒီမှာအရင်ဝန်ကြီးအဖွဲ့၁၈နေရာကနေအခုကတော့၁၃နေရာဖြစ်သွားပြီပေါ့နော်တချို့ဝန်ကြီးဌာနတူတချို့လည်းဖြုတ်တယ်ဆိုအဲ့လိုမျိုးလူကတော့ငိုလူတွေပဲလို့ယူဆရတယ်။တချို့ဝန်ကြီးဌာနတွေဖြုတ်လိုက်တဲ့ဝန်ကြီးဌာနတွေကဝန်ကြီးတွေတော့ပြတ်မပါတော့ဘူး။ဒါမျိုးလည်းတွေ့ရတယ် အဲ့တော့ဒီပြည်ပြည်သူပြောင်းလဲရင်းနဲ့ပတ်သက်ပြီးတော့ဆရာကလည်းတောက်လျှောက်ပေါ့နော်အကြံပေးလာတယ်ဟိုဝေဖန်သုံးသက်လာတာဆိုတော့အခုလိုမျိုး UNG ရဲ့၄နှစ်ကျော်၅နှစ်ဒီဘက်ရောက်လာတဲ့အချိန်မှာအခုပြည်ပြည်ပြောင်းလဲပုံမှာဆရာရဲ့ဟိုရေဘူးကသုံးသက်ချက်အရင်တိလို့ပါလေဗျဟိုကျွန်တော်ကဒီအဖြေမထွက်ခင်နေရကျွန်တော်ကဒီအဖြေပဲထွက်လိမ့်မယ်ဆိုတာပြောပြသားပါဟိုအခုကြန့်ခံရေးအခုဒီရေကောက်ပွဲကြီးမှာကြန့်ခံရေးနိုင်မယ်အစိုးရဘယ်လိုဖွဲ့မယ်ဘယ်လူတွေပါမယ်ဆိုတာကိုလည်းကျွန်တော်တို့က ကြိုးပြီးတော့မြင်ပြီးသားပြောပြီးသားပါကျွန်တော်တို့ကလည်းပဲဒီ NUG ပြုပြင်လဲကြီးကဘယ်လိုလုပ်မလဲဘယ်သူတွေပဲပြန်ပါမှာဘယ်ဟာတော့မလုပ်ဘူးဆိုတာကိုကျွန်တော်တို့ကဒီအဖြေသိပြီးသားပါတောင်းဟိုမအံ့ဩပါဘူးကျွန်တော်ဝင်းနေတယ်ဘာဝင်းနေလေဆိုတာကျွန်တော်ပြည်သူလူထုပြောတဲ့စကားတွေအပေါ်မှာအလေးနဲ့မထားဘူးနားမထောင်ဘူးနားမထောင်အောင်ရောက်တယ်ဘာလို့ဆိုပြည်သူလူထုတည့်ရလုံးကပြောနေတာတွေနဲ့အခုလှုပ်လှက်တဲ့ တခြားစီပဲတောင်းနေမြောက်ပဲတခြားစီပဲပြည်သူလူထုကစစ်နိုင်မဲ့ဟလာတော်လန်ကြီးအဖွဲဖွဲ့စီခြင်းနဲ့လူငယ်တွေကိုထဲ့စီခြင်းနဲ့လူငယ်တွေကိုစစ်နိုင်မဲ့လူငယ်တွေထဲ့စီခြင်းနဲ့ပြီးတော့အစိုးရအဖွဲ့ဆိုတာကိုမလုပ်စီခြင်းတော့ဘူးတော်လန်ကြီးပုံစံနဲ့ပဲသွားစီခြင်းနဲ့ပြီးတော့လေတပ်ပေါင်းစုနဲ့သွားစီခြင်းနဲ့နောက် EAO တွေနဲ့ဒီတဲ့ထဲတဲ့ဘုံဝင်ပါဝင်တဲ့အဖွဲ့မျိုးဖြစ်စီခြင်းနဲ့ အဲ့ဒါပြည်သူလူထုမျော်လင့်နေတဲ့ဟာတောင်းတနေတဲ့ဟာပေါ့အဲ့ဒါနဲ့ကတော့လုံးဝကွဲပြားခြားနားသွားတယ်ဆိုတာကျွန်တော်ဒီလိုတွေ့ရှိရပါတယ်ဗျာဒါပေမဲ့ဝန်ကြီးဌာနတချို့တော့သူတို့ဟိုဖျက်လိုက်တယ်လေအဲ့ဒီမှာဆိုရင်တချို့ဆိုကုသန်းရောင်းဝယ်ရေးဆိုတာဟိုအလုံးမဖြစ်ဘူးနောက်ပြီးတော့တည်င်းနီးပညာဝန်ကြီးဌာနတို့နောက်ကလေးသူငယ်တို့အခုက16နေရာနေအခုက73နေရာဆိုတော့ဟိုဖျက်တာတော့၄ခုထင်တယ်နောက်တစ်ခုကဟိုဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနဆိုတာထပ်တိုးလာတယ် ဆိုအဲ့ဒီလိုမျိုးနည်းနည်းချုပ်လိုက်တဲ့အနေအထားလीဒါကရောကြင်ညာချက်မှာတော့သူကကြစ်ကြစ်လက်လက်ဖြစ်အောင်လုပ်လိုက်တယ်လीဆိုတော့အဲ့ဒီလိုဖော်ပြထားတယ်ဆိုတော့နည်းနည်းပိုကောင်းလာတယ်လို့ပြောလို့မရနိုင်ဘူးလားအဲ့ဒါလွန်ခဲ့တဲ့၃နှစ်ကဆိုရင်အဲ့လိုပြောလို့ရတယ်အခုတော့ပြောလို့မရဘူးအဲ့ဒါဒိတ်အောက်သွားပြီပေါ့နော်ကိုးစားကြီးကကိုးစားအပြုရင်ပြောင်းလဲဖွဲ့တာမဟုတ်ဘူးကက်ဗီနက်ရီရှယ်ဖယ်လောက်တာလို့ခေါ်တယ်ပေါ့နော်အဲ့ဒါက CRPH လည်းမလို့ သူကတာဝန်ခံတဲ့သမရာကြီးရာဖြစ်စေဓမ္မတိသမားပေါ့ဗျာဝင်းချုပ်ကဖြစ်စေသူတယောက်ထဲနဲ့ပြီးတယ်သူကနေကက်ဘိနက်ရှယ်ဖ်လုတ်လိုက်တာပေါ့ဗျာဒါပါပဲကိုယ်ကကက်ဘိနက်ရှယ်ဖ်လုတ်တယ်လို့ခေါ်တယ်ပြုရင်ပြောင်းလဲတယ်လို့မခေါ်ဘူးပေါ့နော်ဘာလို့ဆိုဘာမှအစ်စ်တွေမပါဘူးလေအစ်စ်တွေမှာဒီအဟောင်းတွေပဲဟိုနေရာဒီနေရာပြောင်းနေတချို့နေရာလေးပဲကက်ဘိနက်ရှယ်ဖ်လုတ်တာပေါ့နော်ပြုရင်ပြောင်းလဲတာမဟုတ်ပါဘူးအဲ့ဒီဟာကိုတော့ကျွန်တော်တို့ကဒီလိုပဲတွေ့ရှိပါတယ်အထူးသဖြင့်ကကျွန်တော်တို့ကစည်ရင်းစစ်ချုပ်ပါစေခြင်းတာ ဘာဖြစ်လို့ဒီစီးရင်စစ်ချုပ်ကိုကုလတ္တီမထည့်တာလဲဆိုတော့လက်တော်တော်ဝင်းနေမိတယ်နောက်တစ်ခုကဘာလို့ဆိုတော့ဘတ်ဂျက်လေအစိုးရအမိခိုင်းဘတ်ဂျက်ကတတိတချိန်လေးဘတ်ဂျက်စီးရင်တင်ပြရတယ်ဥပဒေထုတ်ရတယ်ဘတ်ဂျက်ဥပဒေဆိုတာထုတ်ပြီးရောအစီရင်ခံရတယ်ကက်ဘိနက်ကိုအစီရင်ခံရတယ်ပြည်သူတွေအစီရင်ခံရတယ်အဲ့ဒါလည်းလုံးဝမလုပ်ဘူးကုလတ်ဆက်မလုပ်ဘူးအဲ့ဒီဟာကတော့ဟာမတိုးတက်ပြောင်းလဲမှုရှိတယ်လို့ကျွန်တော်မမြင်ပါဘူးဗျာ အဲ့ဒီဟာကလည်းတော်တော်အရေးကြီးတယ်လေနော်ဒီငွေစင်းရှင်းတဲ့မရှိတဲ့အတွက်ဟိုဝေဖန်မှုတုံးသက်မှုတွေကအများကြီးရှိတယ်လေအလဟတ်သက်ဖြစ်တယ်ဟိုလွဲသုံးစားဖြစ်တယ်ဆိုရဝေဖန်မှုတွေအများကြီးရှိနေတယ်လေဆိုတော့ဒီဥစ္စာကခုနဆရာပြောတဲ့စင်းစစ်ချုပ်နဲ့ငွေစင်းရှင်းတဲ့နေရာအခုချိန်ထိဘာကြောင့်မလုပ်ရလဲဆရာဆရာအနေနဲ့အမြင်ဆရာသုံးသက်ချက်ကဘာဖြစ်မလဲဟိုစင်းစစ်ချုပ်ဘာကြောင့်မလုပ်လဲဆိုတာကတော့ဟိုရှင်းချင်းပြောရင်တော့မယိုးသားတာပေါ့ဗျာမယိုးသားတာပေါ့နော် ်တမနာကြီးကတော့ကျွန်တော်ယူသားပါလေဖြောက်မှန်မှန်မဟုတ်တာမလို့ပါဘူးခင်ဗျာဆိုတော့အဲ့ဒီပြောသွားတယ်။ဒါပေမဲ့တမနာကြီးမိန်ကွန်းနေဟာလှုပ်နေတာရင်းနဲ့သူပြောတာရင်းနဲ့တခြားစီပဲ။အထူးသဖြင့်စင်းစစ်ချုပ်မရှိတဲ့အကြောင်းမလို့အဲ့ဒီသူပြောတဲ့ဟာတွေကအကုန်ပြတ်ထားတယ်။ဘာလို့ဆိုအောက်ပါဖြစ်ဖြစ်ချင်တိုင်းဖြစ်နေတာစီးရင်နေပတ်တယ်လို့လုံသားတွေဖြစ်တယ်။အဲ့ဒါမျိုးတွေဖြစ်ဒါမှမဟုတ်ဒီအစိုးရကိုပြောသူတို့ပြောတော့ရှေ့ကိုသူကကြင်ညာနေရမယ်ပေါ့ကျွန်တော်တို့ဘာလုပ်မယ်ဆိုတော့ဒါအစိုးရကက်ဘိနက်တခုပြောင်းပြီဆိုလို့ရှိရင် policy ကြီးညာတယ်ပေါ်လို့ဂျပန်ဆိုဝင်းကျုပ်တက်လာတယ်တက်လာလို့စသူ policy တွေပြောတာပဲဘာလုပ်မယ်ဘာလုပ်မယ်ဘာလုပ်မယ် policy တွေပြောတာပဲအခုအစိုးရဖွဲ့ပြန်ပြောင်းနေပြောတယ် policy တွေမပြောနိုင်သမရာကြီးရဲ့ main goal ဆိုတာကလဲသူနဲ့ဝင်းကျုပ်နဲ့ဘယ်သူကယာရုကြီးမှလည်းမသိဘူးကျွန်တော်တို့ဘယ်သူယာရုကြီးမှမသိဘူးသူ့အစင်ကဒုသမရာအစင်ပဲရှိတယ်ဟဲ့လားအဲ့လိုစီရအောင်ဘယ်သူကယာရုကြီးမှလည်းမသိဘူးအဲ့တော့ तू ကတက်ပြောနေတဲ့ဥစ္စာကသူ့ကိုယ်တိုင်အတွက်ပြောတာလား ဦးဝင်းမြင့်ကိုစားပြောနေလားလားဆိုတာလေမသေးဘူးအဲ့ဒါအဲ့တော့စင်းစီကျုပ်ခန့်တာတို့ဘာတို့ဆိုတာသူတို့အဲ့ဒါဒီကောင်းတဲ့မထဲဘူးဗျခုနကတို့ဘောလုံးစကားနဲ့ပြောရင်တန်းစင်းစုံမစင်းရရေကထိတ်နေတာထိတ်လုံနေတာတော့ဦးဝင်းမြင့်နဲ့တော့အောင်းစံကိုထိတ်မတင်လိုက်တယ်သူတို့သူတို့လွတ်လာလို့ချင်းထုတ်အပ်လိုက်ပါထုတ်အပ်လိုက်ပြီးတော့အဲလွတ်ပြီးကျုပ်ပြီးဆိုပြီးတော့သွားမဲ့သဘောရှိတယ်ဒါအောင်သူတို့ကတိလျက်နဲ့တိလျက်နဲ့ဒီအကွက်ကိုကစားတာဗျအဲ့တိလျက်နဲ့ဆိုအဲ့ကကဘာလဲဆိုတော့ ဘလို့နီးတယ်မှဒေါ်ဆန်းစုကြည်ကိုဒီကွင်းထဲဝင်ဝင်မပြီးတော့အဲ့ဒါအသေးချာပဲတရားရဲ့ကိန်းတော့အသေးချာပဲညကျွန်တော်တို့စစ်မနိုင်ဘဲနေတော့ဘလို့နီးတယ်မှကွင်းထဲမပြီးတော့အဲ့ဒါကိုတည့်ရတဲ့နဲ့ဦးဝင်းမြင်တဲ့ဒေါ်ဆန်းစုကြည်ကွင်းထဲဆင်းလာမှာကိုစောင့်ပြီးတော့ခုသူတို့ကက်ဗီနက်ကိုပြင်ပြီးတော့နေလိုက်တာဘောလုံးကတိုင်းရဖို့မဟုတ်ပဲတဲ့လက်တန်းစင်းစုံမရှင်းရကြီးကိုအဲ့လောက်အစ်လောက်ပဲရှိတယ်လို့ကျွန်တော်ဒီလိုသွားတွေ့ရတယ်ဗျာ အဲ့တော့ဒီပုံစံနဲ့ဆက်သွားရင်တန်းစင်းစုံရောက်သွားနိုင်လားဆရာအဲ့ပေါ်ဘယ်လိုမြင်လဲတန်းစင်းစုံမောအပေါ်မှာတော့ဝဲနေပြီဒါမှမဟုတ်တစ်ချိန်လုံးကဒီအသင်းကြီးကတကယ်လူတို့တရားလုံးထောက်ခံပြီးတော့ငွေတွေလည်းအများကြီးရထားတဲ့အဓိကလူတို့တရားလုံးထောက်ခံမှုရထားတာအဲ့ဒါပဲအဲ့ဒီဟာဖြစ်နေတရားပေါ့အဲ့ဒါကြီးကမန်ယူသိလို့ပေါ့ဗျာနာမည်ကတော့မန်ယူဆိုတာနဲ့ဒီပိုင်းနေခင်ဗျာတရွှေလုံးတမျိုးလုံးကျွန်တော်တို့ဆိုရင်မန်ယူပဲဟိုအဖိုးကမန်ယူအဖေးမန်ယူမီးမန်ယူ မြင့်မှန်ယူပဲဒါမှလို့မှန်ယူတိုင်းမရတာလေနှစ်ပေါင်းခမရလား20လောက်ရှိပြီအဲအဲ့သဘောပဲဗျတန်းစင်းစုံရောက်လာဆိုတော့မန်ယူရောက်မသွားဘူးဒါမှမဟုတ်ရောက်ခါနီးဆဲဆဲရောက်သွားရင်ပြန်တက်သွားလာအဲအဲ့ဒီအချင်းအဲ့လောက်ပဲအဲ့လိုအစ်စ်မှာပျောက်သွားပြီလို့ NUG ကအဲ့လိုကျွန်တော်မြင်ပါတယ်ဗျာဟုတ်ကဲ့ခုနကစစ်စစ်လက်လက်ဖွဲ့ရင်းနဲ့ပတ်သက်ပြီးတော့ဟိုဆရာတို့လည်းဟိုသုံးသက်ပြတယ်လေတခြားတော်တော်များများလည်းဒီပြောကြတယ်ဒီ NUG မှာဥပမာဝန်ကြီးဌာန၅ခုလောက်နဲ့ နောက်ဟိုဦးစီးဌာနပဲဖြစ်ဖြစ်တခြားဒီပါမန့်နေနဲ့ဒီတော်လိုင်းရေးပုံစံအဲ့လိုသွားဖို့ဆိုတော့အဲ့ဒီလိုမျိုးချစ်ချစ်လက်လက်အဲ့လိုအဲ့လိုမျိုးပြုပြင်ပြောင်းလဲရေးပေါ့နော်အားလုံးကတော့အဲ့လိုတွက်ဆထားတယ်အဲ့လိုဖြစ်ရေးကိုဟိုလိုလားနေကြတယ်ဆိုအန်ယူဂျီကလည်းဥမာဟိုဘရက်ဆဲမှာပေါ့နော်ဘယ်ဂျီယံနိုင်ငံဘရက်ဆဲမှာတော့သူတို့ကဒီပြုပြင်ပြောင်းလဲရေးအတွက်အစည်းအဝေးတွေပါလုပ်တယ်ဆိုတော့တော်တော်ကြီးဟိုအဲ့လိုမျိုးများဖြစ်လာမလားဆိုပြီးမျှော်လင့်ကြတာပေါ့အဲ့တော့အဲ့ဒီလိုမျိုးဝန်ကြီးဌာန၅ခုလောက်နဲ့ဒီတော်လိုင်းရေးပုံစံဘာကြောင့်မဖြစ်ရတာလဲဆရာအဲ့ဒီပုံမှာဆရာရဲ့သုံးသပ်ချက်သိချင်တယ် မုံမြ၊ "तू ကဟိုမဟာဗျူဟာပါပဲ။ဘာမဟာဗျူဟာလဲဆိုတော့ပြည်သူလူထုတရက်လုံးနဲ့ကျွန်တော်တို့မျော်လင့်တာကတော့ NLD အာဏာပြန်ရရည်ဆိုတာထက်နော်စစ်အာဏာရှင်စနစ်မလိုချင်မှုပြရအဲ့ဒါကိုဖယ်ရှားပြီးဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတိဆောက်ရည်အဲ့ဒါကိုကျွန်တော်တို့နဲ့လူထုကြီးကမျော်လင့်တယ်။သို့တော့ အခုလုံနေတဲ့ practically လုံနေတာတော့ NLD အာဏာပြန်ရရင် NLD ရလူတွေအဓိကနေရာချထားရင်အဲ့ဒီလိုဖြစ်သွားကြမဟာဗျူဟာမှာလုံးဝကိုမျောလင့်ထားလို့မဟုတ်တော့တဲ့အခါမှာအဲ့မဟာဗျူဟာမှာမူတည်ပြီးတော့ပဲအကုန်လုံးကတပ်ပေါင်းစုလည်းမလုံးတော့ဘူး။တော့ပြည်နယ်တွေနဲ့လည်းပဲအစိုးရဘွဲတွေမှာထဲ့မပါမဖွဲ့တော့ဘူး။ဟိုကလည်းဝင်မပါတော့ဘူးမလုံးတော့ဘူး။ထဲ့လည်းမလုံးတော့ဘူး။ဘာလို့ဆိုလို့ချင်းသူတို့ကြိုးဆွဲရလုံတဲ့ဟာမျိုးကို လာအဲ့ဒီဒီအနာပြန်ရာကြီးအောက်မှာအဖြေခံနေတယ်ဘယ်လောက်မလဲဗျဟိုကလည်းကို့လွတ်လပ်တဲ့နေပြီနဲ့ကို့နေပြီပဲဒါကိုတယောက်မှမပါဘူးလေကျွန်တော်ထင်တယ်သူတို့ကမ်းလမ်းမှာပဲဗျဒါမှမဟုတ်လမ်းခံတာဖြစ်တာကမ်းလမ်းတာဖြစ်ပေါ့ဆိုအဲ့ဒီလိုပြောအဲ့ဒီအနာပြန်ရာကြီးမဟာပြူကလမ်းစဉ်ကြီးမှာအီးအိုတွေဘာမှပါစရာအကြောင်းမရှိဘူးလေအဲ့ဒါပဲအဲ့မဟာပြူကပေါ်မှာခုလက်ရှိမြူလန်ရေဆိုတာကင်ဆွဲထားတဲ့ဟာကြီးလိုက်တဲ့တုန်းသူတို့လောက်ရတဲ့အကုံလုံးဟာ လားရှေ့လျှောက်လဲပဲဒီတိုင်းသွားမှာပဲဘာမှမျောလင်းလို့မရနိုင်ဘူးစစ်နိုင်တိုက်ရေးဆိုတာမျိုးအဖွဲ့မျိုးမဟုတ်ဘူးစစ်နိုင်တိုက်ရေးဆိုစစ်နိုင်တိုက်ရေးလုံနိုင်တဲ့လူငယ်တွေကိုတင်းပေးရမယ်အဲ့လူတွေပါရမယ်အခုတယောက်မှမခံဘူးဟုတ်လားတယောက်မှလည်းမပါဘူးဒီလူဟောင်းကြီးတွေနဲ့ပဲနော်ဟိုတချို့လဲအိုမင်းနေပြီပေါ့ဗျာဒိတ်လုံးနေပြီပေါ့နော်အောက်မှာတိုက်နေရတာကဂျီဇက်တွေကတိုက်နေရတယ်လူငယ်လေးတွေနဲ့အပေါ်မှာတော့အိုမင်းနေတယ် လူတွေကနေပြီးတော့စီမံကုတ်ကဲနေတဲ့အကြောင်းလို့စီမံကုတ်ကဲမှုညံ့လို့တကနောက်တစ်ခါကမဟာဗျူဟာမှာအန္တရာယ်အာဏာပြန်ရရေးဖို့ပဲအဓိကထားတဲ့အကြောင်းလို့ဒီလိုချက်လက်ပတ်တွေရမ်းနေတယ်ဆိုတာပေါ့။တော်တော်သွားတွေ့ရတယ်ဗျာ။ဟုတ်ပြီဆရာအဲ့တော့ဒါနဲ့ပတ်သက်ရင်တမနာကြီးရတယ်တခါတည်းဒီပြုပင်ပြောင်းနေတဲ့ပတ်သက်ပြီးမိကုံးပြောကြပါလေ။ဒီတဲမှာရောဆရာဟိုလိုချင်တဲ့ဆရာတို့ဟိုဟိုမျော်မှန်းတဲ့ခုနပြုပင်ပြောင်းလေး ဟိုပြောဆိုမှုတွေဆရာတို့ဟိုတွေ့ရလားဗျကြားခဲ့ရလားဗျဟိုကျွန်တော်သမရကြီးရဲ့မိန်းကုံးကိုနားထောင်လိုက်တယ်သူကရှေ့ကိုအားကျိုးမှန်တယ်ပြောနေတာမဟုတ်ဘူးပြီးခဲ့ပြီးသားဥစ္စာတွေကိုရှင်းလင်းတောင်းမှန်နေတာကျွန်တော်မှာတောင်းရှိပါတယ်ခင်ဗျာဒါဟုတ်ပါတယ်ခင်ဗျာကျွန်တော်လုပ်ပါမယ်ခင်ဗျာဆိုတော့ तू ကဟိုထုကြည်ဆိုတာတင်းနေတဲ့သဘောဖြစ်နေတယ်ရှေ့ကိုအားကျိုးမှန်တယ်လုပ်ပဲအားကျိုးမှန်တဲ့အတန်မျိုးမဟုတ်တာဘူးသွားတွေ့ရတဲ့အပြစ်ကိုထုကြည်လိုတာတင်းတဲ့သဘောဆန်တာဖြစ်နေ ရှေ့လုံးမဲ့ဟာနဲ့ပတ်သက်လို့ဟောတိတ်ပြီးပြီးပြီးမရှိဘူးအပြီးတော့တိုင်းရင်းသားလူဒီ EO တွေနဲ့ပတ်သက်တဲ့ကဏ္ဍကိုလည်းပဲဘာမှထင်ထင်ရှားရှားပြီးပြီးပြီးကျွန်တော်ဘယ်လိုပေါက်လုံးမဲ့ဘယ်အချိန်နှစ်တိဘာရောက်နေပြီဘယ်တော့လောက်ကြာရင်တော့ကျွန်တော်တို့ဘာလုပ်တော့မယ်အဲ့လိုတိုင်မော့ကာလမပြောနိုင်ဘူးခုနည်းလူပြည်သူလူလူလည်းကျွန်တော်တို့ဗဒန်တဲ့တူကိုတော့စစ်နေအောင်တိုက်မယ်ခုဘယ်လိုအချိန်နှစ်ရှိတယ်အဲ့လိုဟာမျိုးတွေလည်းဂရီမပေးနိုင်ဘူးအဲအဲ့လိုအနေထားမှာ တွေ့ရတဲ့ကြောင့်တမရာကြီးမင်းကုန်းကလည်းဆိုတာလည်းကျွန်တော်မထူးကြည်လာတင်တဲ့သဘောတော့ပဲကျွန်တော်သွားတွေ့ရတယ်ဒါပေမဲ့ဟိုတမရာရဲ့မိကုန်းပါပေါ့နော်ဒီပြုပြင်ပြောင်းလဲနေတဲ့ပတ်သက်ပြီးတမရာရဲ့မိကုန်းဟိုနောက်ဆုံးပါကြတော့သူကပြုပြင်ပြောင်းလဲရနှစ်ဆင့်ပေါ့အခုဒုတိယအဆင့်မှာဆိုရင်ဒိုင်းအနာအီယာဝတွေပါတဲ့ဒီနိုင်ငံရေးရစုဖွဲ့မှုပုံစံကိုလည်းသူတို့ကြိုးပမ်းနေတယ်ပေါ့နော်အီယာအီယာဝတွေနဲ့အခုနလိုဟိုအစ်စ်စုဖွဲ့မဲ့ပုံစံကိုမျှော်လင့်နိုင်လားအစိုးရဖွဲ့တဲ့တပ်ပေါင်းစုအစိုးရပုံစံပေါ့ ဲ့ဒါကိုမျှော်လင့်နိုင်မလားဟိုအပြောနဲ့အလုပ်ညီဖို့လိုလေဗျကျွန်တော်တို့တွေ့သမျှတော့နိုင်ငံရေးသမားလှုပ်ရှားလာပြီဆိုရင်ပြောနဲ့အလုပ်မညီတော့လှုပ်လှုပ်လှုပ်ရှားမဲ့နိုင်ငံရေးသမားဆိုရင်တော့အပြောနဲ့အလုပ်မညီတော့ဘူးအဲ့တော့ကိုယ့်ကိုယ်ကိုလှုပ်ရှားတဲ့နိုင်ငံရေးမှာဟုတ်မဟုတ်ကိုကိုအတိတ်ကလုတ်ခဲ့တဲ့ဟာတွေကအပြောနဲ့အလုပ်နဲ့ညီသလားဆိုတဲ့ပေတာနဲ့ပြန်တိုက်ရက်ဒုဒုရက်လည်းတိုက်ရမယ်သူတို့ကိုသူတို့တိုက်ကြည့်သူတို့ရှစ်အတိတ်မှာတော့ အပြောနဲ့အလုံးမညီခဲ့တဲ့လူကအနာဂတ်မှာလည်းအပြောနဲ့အလုံးညီစရာအကြောင်းမရှိညီစရာအကြောင်းမရှိဒါကြောင့်မလို့ကျွန်တော်ကတော့ဒီလိုအန်လီအာနာပြန်ရာကြီးတိဆောက်ထားတဲ့ form form မှာပုံစံကြီးမှာ EO တွေကိုနေရာပေးပြီးတော့ EO တွေကိုရှင်းလန်းတင်မဲ့အဖြစ်မျိုးသူတို့ကလည်းလုပ်ပေးမှာမဟုတ်ဘူးနောက်တော့ကဟိုကလည်းပဲဒီပုံစံကြီးအောက်မှာအန်လီအာနာပြန်ရာကြီးဒေါ်ဆန်းစုကြည်တို့လာပြောနေတဲ့ပုံစံအောက်မှာ ဝင်းပြီးတော့လှုပ်ဆရာလှုပ်မယ်လို့မမြင်ဘူးဒါကတော့ရှင်းလင်းပြတ်သားတဲ့ဟိုနိုင်ငံရေးအမြင်ပါပဲเนาะဘာမှရှေ့ချူထူတွေမရှိပါဘူးရှင်းရှင်းကြီးပါပဲเนาะတို့ဘလို့ပဲလှဲ့ပဲဟိုလိုပြောဒီလိုပြောပြင်မြင်တို့လှုပ်ရက်တွေကရှင်းရှင်းလင်းလင်းကြီးပေါ်နေတယ်မြင်သာတယ်ပေါ့ဟုတ်ကဲ့ခုနဟို reshuffle လို့ပဲပြောပြောပေါ့เนาะအစိုးရဟိုအစ်စ်ပုံစံအခုဒါပြန်လှုပ်လိုက်တယ်ပေါ့အဲ့တော့အစိုးရအစ်စ်ဆိုရင်ဒါတခုခုပေါ့ဂရီကဝုတ်ပေးတာမျိုးပေါ့ဆရာအနေနဲ့ဘာဘာများရလဲ တခုခုသူတို့ဘာလုပ်မယ်ဆိုတာရောဟိုတွက်ကြည့်လို့ရလားဟိုတမရရဲ့မိန်းကနားထောင်နေတာတော့ဟိုဂျာယေသူမေရိုက်ပဲဒါပဲဒီပြောလာတာတွေအကြပြီပဲအဲ့တော့ဘာမှထူးထူးခြားခြားဟလားသူတို့ဂရီးပေးနေတာမရှိဘူးကျွန်တော်စစ်နိုင်ရေးတိုက်ရေးလုပ်မယ်စစ်နိုင်ရေးလုပ်မယ်ဆိုတာတလုံးမှမပါတပ်ပေါင်းစုဖွဲ့ပြီးလုပ်မယ်ဆိုတာလည်းတလုံးမှမပါဘူးနေပြည်တော်ကိုသိမ့်နိုင်ရေးကြိုးပမ်းမယ်ဆိုတာလည်းတလုံးမှမပါဘူး တောင်ဘာဂတိခိုးမှမရဘူးစည်ရင်းနေနဲ့ပတ်သက်လို့လေကျွန်တော်တို့ရှိမှဖြစ်နေတဲ့ရငွေသုံးငွေတွေနဲ့ပတ်သက်လို့လေပြည်သူလူတရားလုံးမျောလင့်နေတဲ့အားနဲ့ပတ်သက်လို့လေဒါရီနဲ့ပတ်သက်လို့ကျွန်တော်တို့တည်တည်ချာချာပြည်သူလူကိုတင်ပြနိုင်အောင်လုပ်ပါမယ်ကျွန်တော်တို့အဲ့ဒါလေတလုံးတဘာရမှာခရီးပေးမသွားနိုင်ဘူးပြီးတော့လူတရားလဲနိုင်ငံခြားမှာနေတဲ့လူတွေကပဲဒီအစိုးရအဖွဲ့ကြီးဆက်လက်ဥဆောင်နေတယ်ဆိုတာကိုသွားတွေ့ရတယ်ပြည်ရင်းကိုပြန်လာလုံးမယ်ဟာကိုလည်း ဘာဂရိမှာလည်းပြေးမသွားနိုင်ဘူး။လာသူတို့ပြေးထားတယ်ပြည်တွင်းလာကြပါဆိုတယ်တမလာကြီးပြောတာတဲ့ဘသူမှလည်းမလိုက်နိုင်ပါဘူး။နိုင်ငံသားအစိုးရနိုင်ငံသားလို့ပေါ့ဗျာ။ဟိုတုန်းကကျွန်တော်တို့အဲမြမအရက်ထုတ်ခုတယ်ဗျာဟိုတုန်းကမဆလာတဲ့မှာပြည်တွင်းပြစ်နိုင်ငံသားအရက်တဲ့။အဲ့မှာမဟုတ်မော်တော်ကပြောတယ်။တခါကြဘူးဗျာတဲ့ပြည်တွင်းပြစ်နိုင်ငံသားအရက်တဲ့။အတကယ်ရှိလား။ပြည်တွင်းပြစ်နိုင်ငံသားအရက်တဲ့သူကရန်ပေါ့ဗျာ။အခုလည်းပဲပြည်တွင်းအမျိုးသားအစိုးရနိုင်ငံသားလို့ပေါ့ အဲအဲ့လိုဖြစ်နေတယ်အဲ့ဒါကခေါင်းနဲ့ကိုယ်နဲ့မကိုက်ဘူးဖြစ်နေတယ်ဟိုအန်ယူဂျီကိုထောက်ခံနေတဲ့ပြည်သူလူထုတွေအင်အားစုတွေအနေနဲ့ရောအခုပြုတ်ပြင်ပြောင်းလဲပုံမှာဘယ်လိုမျိုးမှတ်ချက်ပေးကြမလို့ဆရာမြင်လဲအော်သူတို့ကတော့ကိုကိုရမရှိဘူးဗျာသူတို့တွေကကိုကိုရမရှိဘူးအစတွေကလည်းဟိုသူတို့ရဲ့မျောလင်းချက်တွေနဲ့တချို့ကဒီ energy ကိုထောက်ခံကြတာဘူးကျွန်တော်တို့ကလာမျောလင်းချက်မှမရှိဘဲနဲ့ဟလာဝင်ရောက်ပြောဆိုလုပ်ကိုင်ပြီးတော့ လုံနေတာဟုတ်မျောလိကျက်နဲ့လုံတယ်လို့ပြောတယ်ဆက်လက်မျောမှာပေါ့ဗျာဆက်လက်မျောနေမှာပေါ့ပြီးတော့ရင်တော်တော်များများကလည်းပဲထောက်ပံ့ကြီးတွေရတယ်ဗျာကျွန်တော်တော်တော်ကိုသိထားတယ်ထောက်ပံ့ကြီးတွေရတယ်မီဒီယာတွေလည်းမီဒီယာတွေလောက်လူပုဂ္ဂိုလ်တွေလည်းလူပုဂ္ဂိုလ်တွေရောက်အဲ့လိုထောက်ပံ့ကြီးတွေရထားတဲ့လူတွေကလည်းသူတို့ကလော်ဘီတွေပေါ့ဗျာအဲ့သူတို့တွေကထောက်ပံ့နေကြမှာပေါ့နော်အဲ့တော့နောက်တစ်ခုကအခုကက၄နှစ်ကျော်၅နှစ်ပြည့်လာပြီပေါ့နော် ဟိုအဲ့တော့ဒီအစိုးရတရဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဒီတက်တန်းပေါ့ဟိုဒါနဲ့ပတ်သက်ရင်ဒီ CIA ကတော့သူတို့ကတော့နောက် democratic election မဖြစ်မချင်းသူတို့ကတရားဝင်နေပေါ့နော်2008ကိုသူတို့ထက်ထွက်ဆရာမလိုဘူးလို့ပြောထားတယ်အဲ့တော့သူတို့ကနောက်ထပ်ဆက်ဆက်ပြီးတော့ legitimacy ရှိတယ်ဆိုတဲ့သဘောကိုကျင်ညာချက်လည်းထုတ်ထားတယ်ဒါပေမဲ့လုံထုံးလုံနီးဒီ universal truth ရပေါ့တကဘာလုံးမှာအစိုးရလွှတ်တော်အမတ်တက်တန်းက၄နှစ်၅နှစ်လीဒါကတော့ထုံးစံပဲ ီအစင်လာထုံးစံအောင်မယူတော့ဘူးပေါ့နော်ဒါအမြဲတမ်းဒီတိုင်းသွားမယ်ဆိုရင်ဒါတကယ်ရော real legitimacy ဖြစ်လာနိုင်အောင်မလားငါးနှစ်ပြည့်သွားတဲ့အခါမှာဆိုတော့အဲ့ဒီပေါ်ဆရာဘယ်လိုမျိုးပြောခြင်းလဲဟိုကျွန်တော်တို့ကအဲ့ကြတော့နိုင်ငံရေးမပါဘူးပေါ့ law ပေါ့ဗျာဥပဒေအပြင်နဲ့ပြောရမယ်ဆိုတော့2008အခြေခံဥပဒေအောက်မှာဒီ NLD အစိုးရဆိုတာဖြစ်လာတာပေါ့အဲ့တော့2008အခြေခံဥပဒေရရွေးချယ်ထားတဲ့အမှတ်တရပဲစီးရီးနိုင်ငံရေးတွေမှာပါတုံးလုံးတွေမှာအစား အကုန်လုံးသူတို့ပဲဟိုအပေါ်စီးယူထားပြီးတော့အလုပ်နေကြအောင်ဆိုတဲ့အခါကျတော့2008အောက်မှာပဲသူတို့ကယာဒူးတွေရတယ်လှုပ်လာခဲ့ကြတော့အဲ့ဒီ2008ကိုသူတို့မလေးစားဘူးဆိုရင်သူတို့ယာဒူးတွေကိုလည်းသူတို့ထူထားယူထားစရာမလိုတော့ဘူး2008အရာပဲဆိုလို့ရှိရင်တော့2026ခု January 31ရက်နေ့မှာတက်တန်းကုန်ပြီ9နှစ်ပြည့်ပြီလေဒါပေမဲ့ဒါမှမဟုတ်သူတို့ကဘလို့ကပြန်ပြီးတော့ကောက်ပြန်လဲဆိုတဲ့ခါကြတယ်နိုင်ငံရေးနည်းနဲ့ကောက်တာเนาะဒါ အပြီးပြဆိုင်ဟာဥပဒေနဲ့ကောက်တာမဟုတ်ဘလို့ကောက်လဲဆိုတဲ့ခါကျသူတို့က2000ကိုဖျက်လိုက်ပြီတဲ့သူတို့က2000ကိုဖျက်လိုက်ပြီဖြစ်တဲ့တကြောင်2000ကိုလိုက်နာစရာမလိုဘူးတဲ့ဒါကြောင့်မလို့သူတို့ကဆက်လက်ပြီးတော့ဒီယာဒူးတွေကိုကင်ကင်ဆွဲထားတွင်ရှိတယ်ဒါတမျိုးပြောနောက်တစ်ခုကတော့2008အရာသူတို့ကအာနာမရသေးဘူးတဲ့အာနာမရသေးဘူးတဲ့ အဆူအကိုမဖွဲ့ရသေးဘူးတဲ့ယာတုလည်းမယူရသေးဘူးတဲ့ဒါကြောင့်မလို့သူတို့ကဟိုတည်းမှာ legitimacy ရှိတယ်အဖွဲ့အစည်းဖြစ်တယ်လို့ဒီလိုပြောတဲ့အပေါ်မှာတော့ကျွန်တော်ကပြန်တွေ့တာတော့ငားနှစ်လေခုဝင်းကြီးတွေတမရတွေဝင်းကြီးချုပ်တွေအမိခံပြီးတော့လာစားတွေယူပြီးတော့အဲ့ဒါဟာအဆူအဖွဲ့ဖွဲ့တာမဟုတ်ဘူးလားအဲ့ဒါအဲ့ဒါဘလို့ဘလို့ညင်းမှာလဲအဲ့ဒါက2008ကိုအတိမမပြူတာနဲ့ပဲ ဲ့လိုနှောက်ချကိုအတိမမပြည့်ဘူးဆိုလို့ရင်တောင်းချကြရထားတဲ့ယာဒူးတွေဖြစ်တဲ့စီးရင်နိုင်ငံကြီးမှာယူထားတဲ့ယာဒူးတွေလေအဲ့ဒီပေါ်မှာရောဘလို့စဉ်းစားကြမှာလဲဘလို့လုပ်ကြမှာလဲနောက်တစ်ခုကလည်း2008အရာသူတို့အစိုးရဖွဲ့စည်းတဲ့ဥစ္စာပေါ်မှာလာသူတို့ legitimacy legitimacy owner ဘယ်တိုင်းပြည်ဘယ်အစိုးရကအတိမပြည့်လဲသူတို့ကဘယ်နိုင်ငံတွေမှာတန်ရုံးနေဖွင့်ထားလဲဟိုကရောသူတို့ဘယ်နေရာမှာရှိလို့ဘယ်နေမျိုးသူတို့ကတင်ထားလို့ တန်ယုံတွေလာဖွင့်တာရှိတယ်။အဲအဲ့တော့မလို့သူက legitimacy ရတယ်ဆိုတာသူတို့မှာနေမီလဲပဲ EO တွေတိတ်ထားတဲ့နေမီတွေမှာမိကိုးနေရတယ်။နေမီလဲမရှိဘူး။တရားဝင်လောက်ထားတဲ့စစ်တပ်လည်းမရှိဘူး။အဲပြည်သူစစ်သားသားလောက်တွေပဲရှိတယ်။အဲအဲ့အမျိုးတွေပေါ့ဗျာ။အဲ့တော့ legitimacy ဖြစ်အောင်ဆိုလို့ရှိရင်သူကဒီဂျူရီခေါ်တာပေါ့။ဒီဂျူရီဆိုတာကတော့ရွေးချယ်တင်မြှောက်ထားတဲ့လူတွေဖြစ်ရမယ်။အဲ့ပတ်သက်မှုတွေကရွေးချယ်တင်မြှောက်ထားတဲ့လူတွေလား။ လောက်ကအခု CRPH တို့ဘာလို့ဆိုရလဲအားလုံးကရွေးချယ်တင်မြှောက်ထားတဲ့လူတွေကိုကိုစားပြုသလားဘယ်နှယောက်ကိုပဲကိုစားပြုသလဲအဲ့လိုပဲမြင်သာထင်သာတဲ့ဟာဘယ်လျောက်ကိုစားပြုလဲအဲ့ဒီဟာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် legitimacy ဆိုတာဖြစ်သလားဒါမြင် de facto ဝဖြစ်လားဆိုတဲ့အခါကျတော့စစ်ဆိုးက de facto ဖြစ်တယ် de facto ဖြစ်တယ်နေပြီးတော့တိတ်ထားတယ်အုပ်ချုပ်ရေးတွေကဟိုတိတ်ထားနေမြေရှိတယ်တန်ယုံတွေရှိတယ်သူကလည်းရှိတယ် de facto ဖြစ်တယ်စစ်ဆိုးက သူတို့ကဒီဂျူရီအစ်စ်လဲဘယ်လိုပြောမလဲဘယ်မှာတိုင်ုံနေရှိလဲဘယ်မှာလွတ်လပ်မြောက်တဲ့ဘယ်မှာလဲ defective ဆိုတဲ့အခါကျတော့အဲ့လိုအနေထားကြီးမှာပြီးတော့လဲဝင်းကြီးတွေဖွက်ပြီး9နှစ်လောက်လဲလဆာတွေစားပြီးတော့ဒီလိုလဲနေပြီဆိုတဲ့အခါမှာဘယ်ဘက်ကိုလောရပါမလဲနေချင်းလောက်နေမယ်ငါတို့ကနေချင်းလောက်နေမယ်အစိုးရအဖွဲ့ပြီးတော့နေချင်းလောက်နေမယ်ဆိုတဲ့ဘက်ကိုပဲယူမလား ဒါမှမဟုတ်ကျွန်တော်ပြောတဲ့အပီပီစင်ဟာဥပဒေရှိရုံကပဲကြည့်ပြီးတော့ယူမလားဆိုတာတော့အဲ့ဒါကတော့အများပြည်သူစုံစက်ကြပါကျွန်တော်ကတော့ NUG ရေယူဆနေတာမမှန်ဘူးလို့ကျွန်တော်တော့ဒီလိုဥပဒေရမြင်ပါတယ်ဗျာအဲ့ဒါဆိုရင်အခုဟို80ရာခိုင်နှုန်း85ရာခိုင်နှုန်းလောက်ဟိုတော်တိုင်းအင်အားစုတွေကထိန်းချုပ်ထားရပြောရင် NUG နေနဲ့အဲ့ဒေတာတွေကိုစီယုံပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုရင်သူတို့ရဲ့ legitimacy ကတကယ်ပြန်ပြီးတော့ renew ဖြစ်နိုင်တာပေါ့အဲအဲ့လိုလုပ်ဖို့ဆရာအနေနဲ့အကြံပေးမလားတကယ်ထင်ပါလေသူတို့အဲ့စိတ်ကူးကို exactly တော့မရှိပါဘူးအဲ့ legislative နဲ့လှုပ်ရှားသွားမှာပဲရှေ့သူအဲ့ဒါတော့သူတို့လုံးဝစိတ်ကူးတွေမှာမရှိဘူးဟုတ်ပြီအဲ့တော့ဆရာအနေနဲ့ကတော့ဒါဆရာမျှော်လင့်တဲ့အတိုင်းပြုပြင်ပြောင်းလဲမဖြစ်ဘူးပေါ့နော်အဲ့တော့အခုအချိန်နေရနောက်ထပ်တခုခုများဟိုလှုပ်လိုက်ရင်ပိုအဆင်ပြေနိုင်မှာစသည်ဖြင့်ဆရာအနေနဲ့ဗာများအကြံပေးခြင်းလဲ။အော်မေကွန်းကောင်းပါလေကျေးဇူးတင်ပါတယ် ျွန်တော်ဟာအမုန်းခံအဆဲခံပြီးတော့သုံးနှစ်လုံးလုံးပြောလာတာပါအဲ့ဒီဟာတွေပဲထပ်မံအတီးပြူပါလေထပ်အကြံပေးစရာမရှိပါဘူးဟုတ်ကဲ့ဆရာဦးကြီးပဲကျေးဇူးများတင်ပါတယ်အခု UNG ပြုပြင်ပြောင်းလဲနေတဲ့ပတ်သက်ပြီးဆရာရဲ့သဘောထားအမျိုးအခုပုံမှန်လင်းလင်းဟိုပြောပြပေးတဲ့အတွက်ကျေးဇူးပါဆရာဟုတ်ပါပြီခင်ဗျာ